မျိုးသမီးတအူးဟာသူမရဲ့ထိုင်ကုန်မှာအိမ်သာအတွင်းမှာ ထူးဆန်းတာတစ်ခုကိုတွေ့မြင်ခဲ့ရပါတယ်။အဲ့ဒီအခါဆိတ်ရှုပ်ထွေးစွာနဲ့မိလာကံကိုဖွင့်ကြည့်တဲ့အခါအင်တာပိုက်ထဲမှာယောက်ျားတဦးညှက်မိနေတာကိုတွေ့ရှိခဲ့ရပါတယ်။အဲ့ဒီအချိန်ရဲတွေကဆွဲထုတ်ဖို့ကြိုးစားခဲ့ပေမဲ့လည်းအရန်တင်းကျက်စွာညှက်မိနေတာကြောင့်ပိုက်တစ်ခုလုံးကိုတူပြီးဖျက်ထုတ်ခဲ့ရပါတယ်။အဲ့ဒီယောက်ျားကတော့ဘောင်းဘီတထဲတာဝတ်ထားပြီးကြံဝဲစားတွေကိုကင်ထားတာကိုတွေ့ခဲ့ရပါတယ်။အဲ့ဒီမှာသူ့ရဲ့မျက်နှာဟာအင်တာဘက်ကိုလှည့်ထားတာကြောင့်အမျိုးသမီးကိုကြိရှုဖို့ပိုက်ထဲကိုဝင်ခဲ့တာလို့ယူဆခဲ့ကြပါတယ်။ပြီးရင်ရဲတွေကအမှုကိုပိတ်သိမ်းခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီယောက်ျားဟာကြေးရွာရဲ့ဂုံတိတ်ခါရှိအဖွဲ့ဝင်တ ဦးဖြစ်ပြီးရွေးကောက်ပွဲလုပ်ငန်းတွေမှာပါပါဝင်ခဲ့သူဖြစ်ပါတယ်။ဒါအပြင်သူဟာဒေတာတွင်းကနျူကလ িয়ার စက်ရုံကိုကန့်ကွက်ခဲ့သူဖြစ်တာကြောင့်နိုင်ငံရေးအရာလုံခြံခံရတာလို့အချို့ကတန်တရားရှိကြပါတယ်။ဒါပေမဲ့အမှုကိုပြန်လဲမဖွင့်ခဲ့တာကြောင့်သူ့ရဲ့တေဆုံးမှုဟာဗဟေလီဖြစ်ကြံရင်နေခဲ့ပါတယ်။ တစုံတဦးဟာမီးလောင်နေပါကဒတွေးနဲ့မီးငိမ့်အောင်လုံနိုင်မယ်လို့ထင်စရာရှိပါတယ်။ဒါပေမဲ့မီးတောက်ကိုငိမ့်တက်ဖို့ဆိုရင်ရေပုံးအပြည့်တစ်ပုံးလောက်လိုအပ်မှာဖြစ်ပါတယ်။အမှန်တော့ဒတွေးတစ်စက်ဟာ1မီလီလီတာလောက်သာရှိပြီးလုံလောက်တဲ့ပမာဏရရှိဖို့ရက်ပေါင်းများစွာကြာမြင့်ကအချိန်မီမှာမဟုတ်ပါဘူး။အမှန်တကယ်လို့ဒတွေးနဲ့သာအသက်ကယ်ရဖို့ဆိုရင်လူတစ်တောင်းလောက်ကတပြိုင်တည်းထဲဒတွေးထွေးနိုင်တဲ့အရာမပြုံကြီးတစ်ခုလိုအပ်မှာဖြစ်ပါတယ်။